အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြန့်ခိုင်ရေးပါတီရဲ့ပြည်သူ့အပေါ်ကောက်ကျစ်ဆင်းလဲမှုတွေကိုဖော်ထုတ်လာတဲ့အဆိုတော်တယောက်ရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတို့တွေဒီမြန်မာနိုင်ငံမှာပေါ့နော်အခုမာလာကစစ်အာဏာတင်ကြောပြောစစ်အာဏာထိန်းတယ်ပဲပြောပြောဒါတွေကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်နောက်ထောက်ရှစ်ဖွဲ့သိဖို့ရတယ်ပဲဘာမဝင်ဘူးဥပဒေကြောင့်ရတယ်ပဲအကျုံးမဝင်တဲ့အရာကိုသူကောက်လို့တာပေါ့နော်လို့တော့အားလုံးသိကြတယ်မှာကြာတင်ကမှကျွန်တော်တို့ပေါ်ပြလာတဲ့အဲ အဖိုင်တွေပေါ့နော်တရားရုံးမှာအမေစုနဲ့တမဒါကြီးဘဝင်းကြီးကိုသူတို့တရားရုံးမှာရုပ်ထုတ်လာတဲ့ဖိုင်တွေနောက်တစ်ခုကအတရားရုံးမှာစစ်ဆေးတဲ့ဖိုင်တွေပေါ့နော်ကျွန်တော်တို့ online မှာပေါက်လာတဲ့တင်းထဏာတွေရောက်လာတယ်အဲ့ဒီမှာသူတို့ကတမဒါကြီးဝင်းကြီးကိုတွားပြီးတော့ကျွန်တော်တို့ကဘာတွားပြရဲဆိုတော့အတင်းအကျပ်ယာတို့ကယာတို့ကနှုတ်ထွက်ခိုင်းတာစက်တက်ကတနနဲ့ချင်းပြီးပေါ့ခင်ဗျားတို့ခင်ဗျားဒီယာတို့ကိုယာတို့ကနှုတ်ထွက်လာမို့လဲယာတို့ကနေပြောသင်ပြီးစစ်မပေးဘူးဆိုရင်ခင်ဗျားအတင်းအန်တေကို အန်ဒီရှိရဆိုတော့ကောချင်းကြောက်တာဒါပေမဲ့ကျွန်တော်တို့တမတာရပါတော့လေဆိုတော့အသက်အသေးခံမယ်အဲ့လိုမလုပ်ဘူးဆိုတာတကယ်လေးစားဖို့ကောင်းပါလေကျွန်တော်တို့နိုင်ငံမှာပေါ့နော်ဒီလောက်လူဘဝနေတဲ့ဆက်အာနာရှင်တွေကိုနှစ်ပေါင်းများစွာထိကိုက်ရင်ဆိုင်ပြီးတော့အတုပြီးတော့ကိုယ့်အသက်ကိုလောက်မှာပြန်နာမထားပဲနဲ့မိသားစုနဲ့တကွဲတပြားနောက်ထောင်ထဲမှာနှစ်ပေါင်းများစွာနေခဲ့တဲ့ကုလိုတမတာကြီးဦးမြင့်လိုနိုင်ငံရေးတမတာရှိတာကျွန်တော်တို့အတွက်တအားပဲဒါပေမဲ့ကံမကောင်းတာကကျွန်တော်တို့တွေကုလိုလက်နဲ့အာကုန်းနဲ့အနိုင်ကျင့်ပြီးတော့ပူကြနေတဲ့ပူကြနေတဲ့ဆက်အာနာရှင်တွေကိုကျွန်တော်တို့တွေလက်ရှိမြန်မာနိုင်ငံမှာလက်ရှိအခြေအနေကိုရှင်းတန်ခွင့်ပေးထားတာ ျွန်တော်တို့ရဲ့အာဏာချက်ပဲကျွန်တော်တို့မိပါတယ်ကျွန်တော်တို့ရဲ့ဖိုးဖွားတွေရဲ့အာဏာချက်ပဲမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းတော့မယ်စစ်အာဏာထိန်းတော့မယ်ဆိုရင်တကယ်လို့သာပဲဒီကောင်တွေကမြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံရဲ့အနာကက်မျက်နှာကိုကြည့်မယ်ဆိုရင်တလုံးစရာအကြောင်းမရှိဘူးဒါပေမဲ့ဒီကောင်လုပ်ခဲ့တယ်ဒီကောင်ရန်လူပါပါတယ်ဟုတ်ပြီငါတို့နိုင်ငံမှာကဲသူတို့ပြောသလိုပေါ့ဒီကောင်ပဲမတမာလို့လွတ်တော်ဖြစ်ယာယီအစိုးရဖွဲ့မယ်ဖွဲ့လို့ရတယ်ဒါပေမဲ့ပထမ6လဒုတိယ6လ6လတန်းကာလနှစ်ခုမှာရုပ်ောက်ပွဲလုပ်ပေးခဲ့မယ်ဆိုရင်တော့မြန်မာနိုင်ငံကတော့အခြေအနေမဆုံးမသွားဘူးဒါကတမင်တက်တက် သူတို့တွေရေရှည်အာနာကိုဆုပ်ကိုင်နိုင်ဖို့အတွက်အခွက်ကြက်ကြက်နဲ့ဒီပါဝါအာနာလက်နက်ကန်ပြီးတော့အနိုင်ကျင့်တာဖြစ်တယ်။ဘာဖြစ်လို့သူတို့ကပထမ2015မှာစတဲ့ကြည့်တယ်။အမေစုနဲ့အနန္တရအဖွဲ့လို့လွတ်တော်တွေကိုဝင်လာဖို့အတွက်ဒီဖွဲ့စည်းပုံတွေပြင်ပေးပါမယ်။မျိုးမျိုးပေါ့နော်။မက်လုံးတွေပြင်ပြီးတော့လွတ်တော်တွေကိုဆွဲသွင်းတာ။ဆွဲသွင်းတဲ့သူတို့ရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပဲ။သူတို့ကနိုင်ငံတကာမှာလက်ချက်တမစီတရားဝင်ဖြစ်ချင်တာ။သူတို့ဆိုတာဘယ်ဖြစ်လို့နိုင်ငံကို2080အုပ်ချုပ်လာခဲ့တဲ့စစ်အာဏာရှင်တွေနဲ့နောက် ခံရေးဆိုတဲ့ဘောင်းမီချိုအဖွဲ့တွေသူတို့ကနေပြီးတော့နိုင်ငံတကာမှာတရားဝင်တယ်လူရဝင်မှုရပြီးတော့သူတို့တွေမြန်မာနိုင်ငံမှာရေးရှည်အုပ်ချုပ်လို့ရအောင်ဆိုပြီးတော့အမေစုနဲ့ NLD ကိုကြားပြရွေးကောက်ပွဲနဲ့လွတ်တော်တွေကိုမလုံးလေးပို့ပြီးတော့ခေါ်တယ်အမေစုကလည်းတည်တယ်တည်တော်ညာလည်းပဲသူကပါကြောင်လဲဆိုတော့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားမြန်မာပြည်သူတွေရဲ့လက်ရှိခံစားရတဲ့ဒုက္ခတွေကိုမကြည့်ရလို့မျက်စိစုံမိတ်ပြီးတော့လွတ်တော်တွေကိုဝင်လာတယ်ဝင်လာပြီးတဲ့အခါမှာလွတ်တော်ထဲမှာမှဖြည်းဖြည်းသူတို့ကိုနားချပြီးတော့ ပြည့်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီးဝင်လာတာအမေစုကညံ့လို့တော့မဟုတ်ဘူးအဲ့ဒါကသူတို့ကိုသွားပြီးတော့ဘာလို့လဲဆိုတော့မင်းတို့တတ်ပြီလဲဆိုဖြစ်သွားတော့မူခါရည်ဖြစ်ဆိုလာတာကိုယ်ရည်ညအပြစ်လဲပါတယ်အဲ့မှာသူကဆန်းတက်လိုက်တယ်ဂျာပဲယူကောပါမှာပဲအမေစုတို့ယူတော်တော်များနိုင်သွားတယ်အဲ့တော့2020ကျတော့သူတို့ဒီအမျိုးမျိုးလုပ်တယ်ကြံ့ခိုင်ရနေပြီးတော့အစားတွေပြည်ပြီးမဲဆွဲတယ်မလုံးနေပြည်ပြီးမဲဆွဲတော့ညလည်းပဲ2020မှာဒီလိုလူတို့ကအမေစုနဲ့ NLD ကိုအုံအုံကြွတ် ကြောင်ကျိုးကမ်းကျိုးမဲ့ထက်ပြလဲတာသူတို့ရန်ထိလန့်သွားတယ်ဘလောက်ဒီထိလန့်သွားလဲဆိုရင်သူတို့ကလည်း NND ကိုလက်ရှိအမေစုနဲ့ NND ကိုချစ်ဆက်ပြီးတော့သူတို့တွေရှင်တန်ရက်တီခွင့်ပေးခဲ့မယ်ဆိုရင်သူတို့စစ်တက်ကောစစ်စစ်အာဏာရှင်တွေကောစစ်ဖို့ချုပ်ကြီးတွေရောနောက်ကြန့်ခန့်ရေးရောကပြည်သူတွေရဲ့ကြားထဲမှာတဖြည်းဖြည်းနဲ့ပြောက်ကွယ်သွားတော့မယ်အလုံးမနလန်ထူလို့မရနိုင်တော့သူတို့တွေတိတ်သွားတယ်တိတ်သွားတဲ့အခါမှာသူတို့တွေမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့မျက်နှာအမေစုရဲ့သူတို့အပေါ်ထားတဲ့စေတနာနိုင်ငံတကာရဲ့အညွန်ငယ်ခံပြီးတော့ပြည်သူလူထု ရဲ့အညွန်ညံခံပြီးတော့အမေဆုကနေပြီးတော့မျိုးသားပြန်လဲစီစုံစီလုံးကြီးနေရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့တို့တို့စစ်ချက်ဝင်လာတယ်မျက်နှာကမှမထောက်လုံးရတာအဲ့တော့တော်တော်ထောက်ဘယ်လိုပဲဆိုရင်အန္တရာယ်ကိုတက်ကနေနိုင်ငံနိုင်ငံမှာပေါ်တယ်ခင်ဗျာဒီလိုမျိုးကတော့ဆက်ဆံတဲ့ခါကြီးပဲတာမန်တိကောင်းရဲ့စစ်တပ်ကဒီမိုကရေစီတန်းငါးနှစ်ပြီးတဲ့နောက်ပိုင်းမှာဒုတိယငါးနှစ်မှာတို့တို့ရဲ့ပုံထားတဲ့အစွဲတွေပေါ်ထားတဲ့ဂျိုးတွေထွက်လာကြတယ်အဲ့တော့ခုပေါ်ပြီးငါးနှစ်မြောင်းလိုက်ပါကြောင်းငါးနှစ်စောင့်လာဒီကိလာသူများပဲနိုင်ငံနဲ့ ီလိုပေါ်စေမရှိတယ်ဆိုရင်မင်းနဲ့ဆုံးကြမလို့တာမတူလို့နေဆုံးပါကြောင့်ကပမာကပမာညမာဘူးခုအန်ယူဂျီနဲ့ PDF တွေအကြံဖက်သမားဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ဆွဆွဲလို့ရအောင်ငါးနှစ်ကိုအချိန်ယူပြီးတော့စောင့်ဘယ်သူတွေကိုတွန်းခံပေးလဲဆိုတော့အန် PDF တွေအရောက်ဆောင်ပြီးတော့သူစောဒီတွေနောက်ရက်ွက်ဖျက်လူမိုက်တွေခက်ဆိုးဆိုးခက်တိတိလူတွေကို PDF အရောက်ဆောင်ပြီးတော့လောက်ခိုင်းရတယ်အများကြီးရှိတယ်ထို့အတူပဲတရားဥပဒေစုံမမှုမရှိတဲ့ဒေတာတွေမှာ တော်တော်ငါတမင်းနဲ့လူတိုင်းက PDF ဆိုပြီးတော့လုံနေတဲ့အရာတွေတချို့ကပုံဝင်ဘူးတချို့ကလုံချင်တဲ့လုံနေတဲ့အရာတွေလည်းညှို့ထုတ်ပြီးတော့ကပါမှာ NUG နဲ့ PDF ကိုပုံဖြတ်ဖို့ကြိုးစားတာဘာနဲ့ချိန်ယူလဲနိုင်ငံဘာဖြစ်ရင်ဖြစ်စေတယ်ပြည်သူတွေဘလောက်ပဲဆင်းရဲမွတ်တေနေပြီဆိုတော့အကြံစိုးရင်းနဲ့လုပ်ခဲ့တာအဲ့တော့ခုငါးနေပြီးသွားတယ်တို့ရေတော့ပဲလုပ်တော့မယ်ရေတော့ပဲလုပ်တော့မယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီလိုချက်ခံရေးတော့ဘယ်လိုရပြန်လာလဲဆိုတော့ခုနကနိုင်ငံကိုဖျက်ဆီးခဲ့တဲ့စစ်တပ်ကောင်းဆောင်တွေက ကျွန်တော်ကချုပ်ပြီးတော့တက်ခံရုံဝင်လာတယ်ဝင်လာပြီးတော့တက်ခံရံတွေဥဆောင်ပြီးတော့အဲ့တော့ပြန်ပြီးတော့တိုင်းမှုတွေလုံအောင်မယ်ဝင်ကြီးတွေလုံအောင်မယ်တမနာတွေလုံအောင်မယ်ဘာထူးမှလဲကလိုင်းနဲ့အရာကြီးပဲလေဟုတ်လားကျွန်တော်ဆိုလိုချင်တာကကျွန်တော်ကတော့လက်ခံတာဒီကောင်လေးဘယ်တော့ဒီအာနာကိုမဲ့လဲဘယ်တော့ဒီကိုချိုးစည်းဘွားကိုကိုချိုးအတောက်ကိုရှေ့တန်းတင်လဲဆိုရင်ခုနောက်ဆုံးရွေးကောက်ပွဲဝင်တော့မယ်ဆိုရင်တော့မှပဲအဲ့ဒီနိုင်ငံကိုဖျက်ဆီးခဲ့တဲ့ပြည်သူ့ရဲ့သဘောထားတွေကိုအလေးမထားဘဲနဲ့ပြည်သူ့ထောက်ခံခဲ့တဲ့ပါတီနဲ့ခေါင်းဆောင်ကို ထောင်သွင်းအချင်းချဖြစ်စည်းထားတဲ့လူတွေကညနေဖောင်းချုပ်ပြီးတော့ကြံ့ခိုင်ရန်တွေဝင်ပြိုင်မယ်ဆိုတော့ခင်ဗျားတို့အဲ့ဒီကြံ့ခိုင်ရေးကိုမဲပေးတင်တာမပင်သိဘူးလားတဲ့ချက်ငါတို့စဉ်းစားနောက်ပတ်နေ့ကြံ့ခိုင်ရေးက2030မှာသူတို့တွေအတွေ့အကြုံတစ်ခုရှိခဲ့တယ်ဘာအတွေ့အကြုံလဲဆိုတော့အဲ့ဒီတော့က NND ကနေပြီးတော့ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့အခါကျတော့ NND ကခွတ်ထုတ်ပြီးတော့ဥက္ကမောင်ဆိုပြီးဦးစီးတဲ့ NDF ကနေပြီးတော့ရွေးကောက်ပွဲဝင်ခဲ့တယ် အဲ့ဒီမှာဥက္ကမောင်စုရဲ့ပါတီကနေပြီးတော့ဒီလူတွေကကြံ့ခိုင်ရုံမပေးနေတဲ့လူတွေကတခြားပါတီကိုရွေးကောက်ရှာတဲ့အခါမှာဥက္ကမောင်စုပါတီတွေ့ရခါမှာအဲ့မှာမဲနေပြီးခဲ့တယ်ဥက္ကမောင်စုရဲ့လွတ်တော်မှတ်လို့များလွတ်တော်လွတ်တော်ရောက်သွားတယ်ဘုလားတဲ့ဒီကောင်တွေကအဲ့ဒီလိုအတွေ့အကြုံတွေဒီအတွေ့အကြုံရထားတဲ့ခါကျတော့အဲ့လိုဖြစ်မှခံတော့ဘူးကြံ့ခိုင်ရင်ကိုတကယ်ရှင်နာလာနဲ့ပြည်သူတွေကကြက်ခိုင်ကိုယုံနေတာမုန်းနေတဲ့အတွက်တခြားပါတီကိုရွေးမယ်မဖြစ်မနေပါတီပေးရတော့မယ်ရွေးကောက်ဖို့မဲပေးရတော့မယ်ဆိုရင်ဘယ်သူတွေပါတီဘယ်သူတွေပေးမလဲအတိကပြည်သူတွေကမင်းတို့မဖြစ်မနေမဲပေးရတော့မယ်မဲမပေးလို့မရဘူးမဲမပေးရင်တက်တနာရှာမယ် မဲပေးရတော့မယ်ဆိုရင်ဘသူ့ကိုပေးမယ်ထင်တယ်အန်တီရဲ့ပါတီကိုမဲပေးမှာပေါ့ဥက္ကမောင်စစ်ပါတီကိုအဲ့ဒါကိုတီးလို့လည်းပဲအန်တီရဲ့အမတ်အရှိရနေပြီးတော့တော်ပြူပေါင်းပြီးတော့အန်တီရဲ့ပါတီဝန်ရံပေးတယ်ဒါပေမဲ့အန်တီရဲ့ပါတီကိုအကြောင်းမျိုးပြပြီးတော့ဖျက်သိမ်းပလိုက်တယ်အတနာခံတော်တင်မဲ့မပေးဘူးဒါကြက်ခိုင်ရည်ရဲ့ကြက်ခိုင်ရည်နဲ့စစ်ဖို့ချုပ်တည်းရဲ့ပေါ်တင်လောက်တာပေါ်တင်လောက်တဲ့သူတို့ရဲ့စီကားကိုကိုယ့်ကိုယ်ကွင်းနေရတယ်အဲ့တော့ခဏတော့ကိုဒီနေ့ကောင်လုံးမဲ့ရွေးကောက်ပွဲရအောင်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မလားတိတ်ချက်တရားမျှတရှင်နေဆိုရင် အမေစုနဲ့အခု LND ခေါင်းဆောင်တွေကိုထောင်ထဲမှာထည့်ထားတာပြတ်လွတ်ပြရမယ်လွတ်မပင်းဒီရွေးကောက်ပေါ်ရတရားမျှတတဲ့ရွေးကောက်ပဲမဟုတ်ဘူးနေ့ချက်ကတန်ခါရေးပါတီကဟိုးနေပေါင်းများစွာတွေကဒီသာမန်ပရာဟိဒအဖွဲ့လို့ပုံစံမျိုးဖွဲ့ပြီးတော့စူးစီးပြီးတော့စနစ်တကျနဲ့တင်နန်းတွေပေးထားပြီးတော့နေပေါင်းများစွာနိုင်ငံတော်ဗန်တာနဲ့မျိုးတိုင်းမျိုးတိုင်းရွာတိုင်းရွာတိုင်းမှာသူတို့ရဲ့ကြက်ခံရေးရုံးတွေကိုစောက်ထားပြီးသား ဒီအချိန်မှာသူတို့တွေဘလို့ပဲဥပဒေတွေပြောင်းပြောင်းပြင်ပြင်ကန့်သက်ချက်တွေများများတန်ခိုင်ပါတီကတော့ပေါင်လဲဝင်နေတာပဲအဲ့တော့သူတို့မှာအခြေခံအဆောက်အဦတွေရှိပြီးသားပါတီဝင်တွေကစစ်တပ်ကနေပြီးတော့ပြောင်းလာမယ်မိုးရှချွေကိုတွေရှိပြီးသားရေရေဝိရှာကြမလို့လွတ်တော်အမတ်တွေကအဲ့တော့သူတို့ပါတီအပြတ်အသတ်အနိုင်ရဖို့အတွက်ကိုကန့်သက်ချက်တွေအများကြီးချတယ်မျိုးစုံချပြီးတဲ့အခါမှာအခြားပါတီတွေကိုနှိပ်ကွပ်ထားတယ်တကယ်ငံလို့တင်လို့မရအောင်ညိုတိုင်းညိုတိုင်းမှပြန်လို့မရအောင်လုပ်ထားတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ပါတီအပြတ်အသတ်အနိုင်ရရှိဖို့နောက်တစ်ခုက စစ်တပ်ကလည်းပြောင်းလာတဲ့စစ်ဘုတ်ချုပ်တွေကမြန်မာနိုင်ငံရေးမြန်မာနိုင်ငံကိုစစ်ဆက်ပြီးတော့နှစ်ပေါင်းများစွာဆုတ်ကန်လို့ရအောင်အဲ့လိုဆုတ်ကန်နိုင်မှကိုလက်ရှိမြန်မာနိုင်ငံရဲ့စီးပွားရေးကိုချဲလဲနေတာမြန်မာနိုင်ငံရဲ့တရားစီရင်ရေးကိုချဲလဲနေတာမြန်မာနိုင်ငံမှာသူတို့မိသားစုနဲ့သူတို့ရဲ့အပေါင်းအဖာတွေအကျိုးစီးပွားတွေကိုကာကွယ်နိုင်မှာဖြစ်တယ်အဲ့လိုကာကွယ်နိုင်ဖို့အတွက်သူတို့ကညနေပေါင်းချုပ်ပြီးတော့တက်ခိုင်ရေးသွားတယ်တက်ခိုင်ရနေပြီးတော့သူဆက်ပြီးတော့မြန်မာနိုင်ငံကိုချုပ်ကန်ဖို့ကြိုးစားတာသူတို့တွေမြန်မာနိုင်ငံကိုစေနာရှိလို့မဟုတ်ဘူး မြန်မာပြည်သူတွေစေနာရှိလို့မဟုတ်ဘူးမြန်မာနိုင်ငံတိုးတက်အောင်တိုးတက်အောင်သူတို့မှစိတ်ကူးမရှိဘူးမြန်မာပြည်သူတွေကြီးပွားအောင်သူတို့မှစိတ်ကူးမရှိဘူးအဓိကကသူတို့မှရှိတာသူတို့မိသားစုသူတို့အကျိုးစီးပွားသူတို့နဲ့အပေါင်းပါတွေအကျိုးစီးပွားကာကွယ်ဖို့ပဲအဲ့ဒါကိုကျွန်တော်တို့ပြည်သူတွေသိမြင်ဖို့လိုပါတယ်ဒီရွေးကောက်ပွဲကိုကျွန်တော်ပြောပြသားရွေးကောက်ပွဲတစ်ခုကဒီမိုကရေစီနိလန်းရာဆိုရင်တော့ကျွန်တော်တို့မိတ်ဆွေတွေရဲ့မဲတပြားကအရေးကြီးတယ် ဒီမိုကရေစီရလူခွင့်ရကျွန်တော်မိတ်ဆွေတွေရဲ့အနေနဲ့ကိုမဲကိုပေးလို့လည်းရတယ်မပေးလို့လည်းရတယ်တပုတ်ခွင့်ရကျွန်တော်အနေနဲ့ပေးပါလို့မပေးပါလို့ပြောတာနဲ့စာရင်ဒီလိုအခြေအနေရှိတယ်ဒီကောင်တွေရဲ့စိတ်ကကဒီလိုရှိတယ်ဒီကောင်တွေပဲခြေလှမ်းလှမ်းနေတာတွေကိုကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောပြချင်တာပြောပြချင်တာပါနော်အဲ့တော့ကိုရဲ့မဲကိုပေးလည်းရတယ်မပေးလည်းရတယ်အေးတကယ်လို့သူတို့ကမဖြစ်မနေပေးရတော့မယ်မင်းမပေးလို့မရဘူးဆိုရင်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ 搿老钱，你嘛能挨，能那个到，你妈那个我还不着？你讲，你帮伢团，你别个嘞，谁安娜心不？托办比他的，他的是安娜心不他？干部比他的，把、就是這個、的,的，肚子里健康有了，没被过，一点点升达吧。把你说，你讲那个健康业务来个，是这个？就那碰面，奥超路冇公路，哎呀，当然你的表伢比较，奥超路交大嘞，巴你的股啊，哪的股啊？健康一巴的问题，你你来呗，去哪都升达吧。 ကျွန်တော်ခုပရိပကမှာခင်ဗျားတို့တွေအများကြီးတည်ရတယ်ကျွန်တော်တွေအသက်ကြီးပြရတယ်ခင်ဗျားတို့တွေအသက်ပြရတယ်ထိုင်းနိုင်ငံစစ်သားဆက်ယုံတွင်အလုလုနေသောတရားဝင်မြန်မာအလုသမား2000ဝန်းကျင်လုအားခအပြေအဝမရသည့်အပြင် လုပ်ငန်းခွင်ဖိနှိပ်မှုများကြုံနေရထိုင်းနိုင်ငံချုံပူလီရှိစစ်သားဆက်ယုံတွင်အလုလုနေသောတရားဝင်မြန်မာအလုသမား2000ဝန်းကျင် လုအားခအပြေအဝမရခြင်း အလုပ်ဝင်ပြီးမှလုံအားခါကိုပုံပြက်စနစ်သို့ပြောင်းလဲခြင်းနှင့်လုပ်ငန်းခွင်တွင်ဖိနှိပ်မှုများကြုံတွေ့နေရကြောင်းအဆိုပါဆက်ယုံတွင်လုတ်ကင်နေသည့်မြန်မာလုံတမားများကရန်ကုန်ခေတ်သစ်တည်င်းဌာနသို့ပြောကြားသည် အလုတ်ခေါ်ချိန်တွင်တနေ့ထိုင်းဘက်400အချိန်ပူကြီးတနာရီလျင်85ဘတ်နှင့်ခေါ်ခဲ့တော်လဲအလုတ်တလပြေးချိန်တွင် ပုတ်ပြတ်နေတာပေးမိဟုအစည်းအဝေးခေါ်ပြောကြားခဲ့ကြောင်းအဆိုပါဆက်ယုံတွင် ကမ္ဘောဒီးယားနိုင်ငံသားများလည်းရှိပြီးအလုတ်သမားကောင်းဆောင်မှာကမ္ဘောဒီးယားနိုင်ငံသားဖြစ်သည့်အတွက်မြန်မာနိုင်ငံသားများကိုပုံမူဖိနှိပ်နေကြောင်းဆက်ယုံအလုတ်သမားများထံမှသိရှိရသည်ခွဲခြားဆက်ဆံမှုကလည်းအများကြီးဖြစ်နေတယ်အခုတော့အလုတ်သမားတွေနေစားခါတောင်မကြိုက်တော့မလုံနိုင်လို့အလုတ်ထဲကပြန်ကြတယ် လိုင်းကောင်းဆောင်တွေကပြန်ပလိစေနောက်လူထက်ခေါ်ပြီးလုတ်ခိုင်းမယ်လို့မောက်မာစွာပြောဆိုဆက်ဆံလာကြတယ်။အလုတ်ခေါ်တုန်းကတမျိုးတလားပြီးတော့သူတို့ရဲ့လုတ်ရက်တွေကအားလုံးပေါ်လာတာတွေလာရတယ်ဟုအဆိုပါဆက်ယုံမှအလုတ်သမားတအူးကရန်ကုန်ခေတ်သစ်တည်င်းဌာနသို့ပြောကြသည် ဆက်ယုံတွင်အလုတ္တမများကိုနေစားအဖြစ်ပြောင်းလဲခြင်းမတရားဖိနှိပ်မနိုင်ဝန်တန်းခိုင်းခြင်းတို့ကြောင့်မြန်မာအလုတ္တမများမှာအခက်ခဲများကိုတီးခန့်ဆက်အလုတ်လုပ်နေရကြောင်းကွဲစားနှင့်ဆက်ယုံစကားပြန်မန်နေဂျာများပေါင်း၍အဆိုပါဆက်ယုံတွင်လူသစ်များခေါ်ယူခြင်းများကိုလည်းနေစုလိုလိုလှုပ်ဆောင်နေကြောင်းသိရှိရသည်ဒီပရိကံဒါပေမဲ့လက်ရှိကောင်းစားတော့ဘယ်ကောင်းနေလဲဘယ်သူတွေလဲခင်ဗျားတို့ရဲ့အောက်ခြေကလူတွေကိုချနှင်းပြီးတော့ကုန်သေးစုပ်ပြီးတော့ သူတို့အကျိုးစီးပွားသူတို့မိသားစုအကျိုးစီးပွားကိုအတွက်အတ္တဆန်ဆန်လုံဆောင်နေတာပဲကောင်းနေလဲကျွန်တော်တို့စဉ်းစားပါကြံ့ခိုင်ရေးပါတီကခင်ဗျားတို့ဒီစစ်တကလာတဲ့ပုံချုပ်ကြီးတွေကိုခင်ဗျားတို့တွေဆက်ပြီးတော့တောက်တန်နေလုပ်ပေးမယ်အဲ့ပုံချုပ်ကြီးတွေအတွက်ခင်ဗျားတို့တွေပခုံးတွေထမ်းပြီးမှာဆိုရင်အဲ့ဒီပုံချုပ်ကြီးကခင်ဗျားတို့ရဲ့လုံချုပ်ကြီးကိုအမခံနေလားတို့ရဘက်တော့တို့ရဲ့လုံချုပ်ရင်းနဲ့တို့အစီအမံနဲ့ပဲတကယ်တော့ခင်ဗျားတို့ပဲအောက်ချီမှာဒုက္ခလေးပြန်လေးဝေးရမှာအခုက တက်ခိုင်ပါတီမနေကျွန်တော်ပြောချင်တာကကျွန်တော်စဉ်းစားမြန်မာနိုင်ငံကနှစ်ပေါင်းများစွာဘာကြောင့်နိုင်ငံတကာမှာအဖက်ကနေပြောနောက်ကျကျန်ခဲ့ရတာလဲစဉ်းစားနော်ခါလို့ဦးနောက်ပြင်းနေနည်းနည်းလေးပဲစဉ်းစားကျွန်တော်တို့ဘေးနိုင်ငံထိုင်းနိုင်ငံမလေးရှားနိုင်ငံရှင်းကြည့်လိုက်ကျွန်တော်တို့နိုင်ငံဘာကြောင့်အများကြီးကျန်ခဲ့ရတာလဲကျွန်တော်တို့နိုင်ငံမှာရှိတဲ့တကယ်လုံနိုင်ငံနိုင်ငံနဲ့တိုင်းနာလူငယ်လေးတွေလူရွယ်လေးတွေကထိုင်းနိုင်ငံမှာ၆ခန်းတွားပြီးတော့အလုပ်ကြမ်းတွေဘာကြောင့်လုပ်ရတာလဲလူတယောက်က ူ့ရဲ့လူငယ်ပေါ်ရမှာလွတ်လွတ်လပ်လပ်နဲ့ပြောချင်တယ်အေးအေးချမ်းချမ်းနဲ့ပေါ်ပါလို့ဖြတ်တန်းချင်တဲ့အချိန်မှာဖြတ်တန်းရမယ့်အချိန်မှာတ냐နိုင်ငံမှာတ냐မလုပ်ချင်တဲ့အလုပ်တွေပေါ်ပြီးတော့တော်တော်များများလုပ်ပြီးတော့သူတို့ပေါ်ရက်ရက်သူတို့မိသားစုထောက်ပံ့ရတယ်ကျွန်တော်တို့တွေထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်တွေကျွန်တော်တို့လူတွေဘာကြောင့်တော့လုပ်ရတာလဲသူတို့နဲ့ကျွန်တော်နဲ့ကြားမှာဘာဒီမှကွာနေလို့လဲထိုင်းနိုင်ငံမှာရောက်နေတယ်ကျွန်တော်မိဆွေတွေကိုတည်တယ်မြန်မာပြည်ဘလောက်တော်တယ်တက်ဒါပေမဲ့ဘလောက်တည်တယ်ဆိုရင်ထိုင်းနိုင်ငံမှာကကျွန်တော်တို့ဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲတော်တော် ကျွန်တော်တို့နေရာမပြေနေထားတယ်ကျွန်တော်တို့မြန်မာတွေလုံးလို့မရတဲ့နောက်ဆုံးသဘင်ရဆိုင်တော့ဖုန်းလို့မရဘူးဗျာ60ဆိုင်တော့ဖုန်းလို့မရအဲ့လိုမျိုးကျွန်တော်တို့မြန်မာတွေကိုကန့်သက်ထားပြီးတော့ကျွန်တော်တို့မြန်မာတွေကိုသူတို့မလုပ်ချင်တဲ့ငားယုံတွေအသားယုံတွေအေးအေးကန်းနေတယ်မှာဒါမှမဟုတ်ဘာတော့ရှိစေလေးရမယ်မရတော့ရတော့ခင်းမငတ်ရအောင်အလုပ်ကိုလုပ်စီချင်တာသူတို့ကကျွန်တော်တို့ဘာကြောင့်အဲ့ဒီဘွားကိုရောက်ပါလဲအဲ့ဒီဘွားကိုတွန်းပို့တာအဲ့ဒီဘွားကိုတွန်းပေးခေါ်တာဘယ်ကောင်းနေလဲကျွန်တော်ပြည်သူနဲ့တက်ခိုင်ရပါတီဝင်နေနောက်ဆင်းလာပါ ကျွန်တော်တို့ပါတီကဟုတ်တယ်ခင်ဗျားတို့စစ်တပ်ရဲ့အရေးကြီးကြီးနဲ့ခင်ဗျားတို့ကခင်ဗျားရက်တင်နေတယ်ဆိုရင်ကျွန်တော်တို့တွေဘာမှပြောခုခင်ဗျားတို့အဖြစ်ဖြစ်နေနဲ့တက်တက်နဲ့လာခင်ဗျားတို့အတုံးချနေတာစစ်ပေါ်ချုပ်တရခင်ဗျားတို့အတုံးချပြီးတော့မြန်မာနိုင်ငံကိုကမ္ဘာအလယ်မှာအစင်းရဲဆုံးအဆုတ်ပြတ်ဆုံးကမ္ဘာအလယ်မှာအနိုင်ကျဆုံးဖြစ်အောင်လုပ်ယူနာမှာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကမ္ဘာကနေပြီးတော့အထင်သေးအမြင်သေးအောင်လုပ်ခဲ့တဲ့ဒီကောင်တွေကိုခင်ဗျားတို့ဘာကြောင့်ဖောက်ခံနေရတာလဲဒီကောင်တွေကလူလူရံနေရာတွေနားလေတယ်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာ 几包抢到了，第二遍，这种男人嘛，等于砸拉出来呗，以前包酒啊嘞，是这样子，砸拉，你是这样砸拉，臭着呗，这种男人嘛，这种男人嘛，长得有点帅，帅点嘞，特朗普弟弟嘛，印度佬、美国佬、日本佬、朝鲜佬，这些世界上你没有一个嘛嘞。多啊大哥，这种男人呢，你不要压低乌鲁，他妈的压低乌鲁，台湾男人嘛，几米线的龙虾，米米线的龙虾，这种男人嘛，阿六尼卡，他把娃爷这种男人搞劈他了，这种男人嘛，你的一点也不得，一点也砸拉你啊，台湾人也跟我们一样，都保护政府的，中日人家一样。 做月定五年为止，做完决定，你怎样在哪里？别个在哪里？嘛 <music>，就是，他把我骗了。到里做一年，一年，到那里帮忙养两年，到那里住住哩，到那里住饭，一年的毕业呀，到那里怎样在那里毕业呀，到那里录阿发，录阿发毕业呀，到那里接的毕业呀，录了几个，接啊，谁没做人家？干不死的，他那个讲的，就是谁谁谁谁谁，谁你没在的嘛？他哪里？他哪里不报都得啊？只报外省人，你钱多的，其他啥的呢？其他都捡没有托班的，托班。 ်ကမ္ဘာနိုင်ငံမှာနေဖို့ထိုင်ဖို့စားဖို့ရုံးပြန်ရတယ်ရုံးမြဲတာနေတိုင်းရုံးကန်ရတယ်ရုံးကန်တဲ့အချိန်မှာဒီပတ်ဆက်တွေကအနိတာစားဖို့တောက်ဖို့နေဖို့ပဲရတယ်ကိုဘကတိုးတက်ဖို့တော့ဘာမှမရှိကိုဘကအနာကတ်တွေဘာမှမရအောင်တကယ်တော့ကျွန်တော်တို့ကထိုင်းနိုင်ငံမှာရှိတဲ့စက်ရုံတွေလို့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့စက်ရုံတွေလို့အိန္ဒိဒီမလေးရှားမှာရှိတဲ့စက်ရုံတွေမြန်မာနိုင်ငံထဲမှာသာပဲကျွန်တော်တို့တွေတိစောက်နိုင်ခဲ့မယ်နိုင်ငံသားမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအဲ့လိုလာပဲမြန်မာနိုင်ငံတို့ခေါ်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေကကျွန်တော်တို့နိုင်ငံထဲမှာပဲအိုးမကွာအိမ်မကွာနဲ့ကောင်းကောင်းမနေနိုင်ပါကွန်ပျူတာစုနဲ့ဒါမှကျွန်တော်တို့မနေနိုင်ဘူးဘာကြောင့်လဲ နိုင်ငံတကာကဒီကောင်းမျိုးမယုံနဲ့အတွက်ဒီမှာနိုင်ငံမှာဘယ်သူမှသာရင်းနှီးနှံ့အောင်မလုပ်ဘူး။အဲ့တော့ဘလောက်ဒီကျွန်တော်နိုင်ငံခံရတယ်ဆိုရင်အဲ့ဒီစီးပွားရေးသမားတွေကနိုင်ငံရေးရေကန်ရေကန်ကောင်းတဲ့ထိုင်းနိုင်ငံတက်သွားတယ်မလေးရှားကိုသွားတယ်သွားတော့ညာလည်းပဲအဲ့ဒီနိုင်ငံမှာလုံးဝတူမရှိဘူးအဲ့ဒီအခြေခံလုပ်တယ်အဲ့တော့အဲ့ဒီအလုပ်တွေကိုဘယ်သူတွေလုပ်ရလဲ ကျွန်တော်နိုင်ငံလာပြီးတွားလို့ရတာကျွန်တော်လူငယ်တွေတွားလို့ရတာနိုင်ငံကိုတိုးတက်အောင်လုပ်ရမယ်နိုင်ငံရဲ့အားရဖြစ်တဲ့လူငယ်လူရရဲ့အားရတခြားနိုင်ငံမှာတွားပြီးတော့ချွတ်ချွတ်တက်တက်နဲ့ပြင်ပမှန်လုပ်နေရတာဗျာခင်ဗျားတို့စဉ်းစားကြည့်ဘယ်ကောင်းလေးကြောက်လဲဘသူလေးကြောက်လဲဘယ်လိုဖြစ်အောင်ခင်ဗျားတို့လူငယ်တွေရဲ့အနာဂတ်ကိုပြည့်စုံဘယ်ကောင်းလေးလုပ်ခဲ့တာလဲမြင်အောင်ကြည့်ပါခုဒီကောင်ကနေပြီးတော့ခွေးသားကိုစိတ်ကောင်းချစ်ပြီးတော့ဒီလိုညက်လက်ကြပြောက်လုပ်နေကြတယ်အဲ့ဒီယူရိုပဲကိုခင်ဗျားတို့အပိတင်တာဒီတော့ဘုရားခင်ဗျားတို့ပေးပေးမပေးပေးသူတို့နိုင်အောင်လုပ်ပါ めちゃめちゃで悩むまでダメ。ငါတို့မဲပေးထားတဲ့ကောင်မဟုတ်ဘူးဆိုတော့ဒီချိန်မှာရေးရတဲ့နဲ့လက်မလက်မထောင်ပြီးတော့ပြောနိုင်ရမယ်။မပြီးတော့လည်းဘာမှမဖြစ်ဘူး။ဆက်မထောင်ပြီးသွားပြီဆိုရင်နိုင်ငံရဲ့တရားခံတွေမှာကျွန်တော်တို့ပါသွားနိုင်တယ်။နိုင်ငံပြည်စီအောင်ချက်တဲ့လူတွေ။နိုင်ငံစစ်ကတ်အောင်အောင်သွားတဲ့လူတွေ။နိုင်ငံနဲ့ပြည်သူပေါ့။ဂျာဆွေးမှုတွေအများကြီးကျွလုံထားတဲ့ဂျာဆိုသားတွေကိုခင်ဗျားတို့တွေထောက်ပံ့ကြောက်နေတယ်။ဒီမိုကရေစီလမ်းကြောင်းတစ်ခုမှာတော့ဒီကောက်ပဲဆိုဖြတ်တန်းရတာ။ဒါပေမဲ့ဒီကောင်တွေပြီးတဲ့ဒီမိုကရေစီကဒီမိုကရေစီမှာမဟုတ်လား။ငါတို့က ေကောင်ဘုံမှာပါဝင်လာတဲ့လွတ်တော်အမတ်တွေခေါင်းဆောင်တွေကမြန်မာနိုင်ငံရဲ့ကောင်းကောင်ကျိုးမြန်မာပြည်သူလူထုရဲ့ကောင်းကောင်ကျိုးမြန်မာနိုင်ငံကြီးတိုးတက်ရတိုးတက်ကြောင်းအတွက်ကိုလှုပ်ဆောင်ခဲ့တဲ့လူဘယ်နှယောက်ပါလို့လဲသင်သာကြပါနော်တချို့ဟာတွေကကျွန်တော်တို့မြန်မာတွေကအရာစိတ်ကနှုတ်ကြရကြအာနာတတဲ့သူဤတတဲ့သူပုံလည်းခဏပဲပြင်သူဤတော်တတဲ့ပြင်ဘာမှမထူပါဘူးကွာဒီလိုလေးရမှ ါငါတို့တော့ကောင်းမယ်ဆိုတဲ့အတွေးခေါ်လေးတွေတွေ့ကြတယ်အားလေးကတော့စဉ်းကျင်သင့်ပါတယ်တချို့ကပြောတယ်ကိုမင်းတို့ရွေးကောက်ပဲလုပ်တယ်မင်းတို့တော်လိုင်းရပြေးပါမပြေးပါဘူးတော်လန်ရေးဆိုတာကစိတ်ကြင်နေဘာမှမပြေးဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ချထားတာကိုအဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ဖြည့်ဆည်းမှဖြည့်ဆည်းတာဘယ်ကောင်းမှလာဖြည့်ဆည်းလို့မရဘူးကျွန်တော်တို့လုပ်နေတယ်အရာတွေကကျွန်တော်တို့သစ္စာဆိုရယ်ဒီမှာပြည်သူနဲ့မြန်မာပြည်သူတို့ကောင်းစားဖို့အတွက်ပဲကျွန်တော်တို့ဦးတည်တာကျွန်တော်တို့နေရာယူဖို့လည်းမစင်နာဘူး အချိန်ကြာရင်မြန်မာနိုင်ငံကတကယ်ပြည်သူလူထုကနေပြီးတော့လိုလာတဲ့ Federal Democracy စနစ်ကြီးစစ်မှန်တဲ့ Federal Democracy စနစ်ကြီးဖြစ်ပေါ်တဲ့အခါမှာကျွန်တော်တို့တွေအေးအေးဆေးဆေးပဲကိုယ်ကိုပချင်းလေးစုံနေမယ်ကမ္ဘာပချင်းပတ်မယ်တကယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးရန်ရကျွန်တော်တို့ရဲ့နိုင်ငံရဲ့နိုင်ငံကြီးလောက်ကနေမှာကျွန်တော်ဝင်လာမှာမဟုတ်ဘူးဒါပေမဲ့လက်ရှိလုပ်နေတဲ့အဲ့ဒီစစ်ဘိုလ်ချုပ်တွေကသူတို့ကသူတို့ရဲ့မိသားစုသူတို့ရဲ့ပတ်ဝန်းကျင်သူတို့ရဲ့ကိုယ်စိတ်ပေါ်အတွက်သူတို့နေရာကဘယ်တော့မှဖြစ်ပြမှာမဟုတ်ဘူးအတော့ဖောက်ဖြစ်ပြီးတော့လို့နင်းလိုက်ရင်

နေဆက်နေရာမှာရှိနေတဲ့တိုင်းသားစုနည်းနည်းလေးကိုလည်းညှို့ထိုးပြီးတော့သူတို့စစ်တပ်ရေးရှိမြန်မာနိုင်ငံကိုခြေလှယ်လို့ရအောင်အဲ့ဒါလည်းညှို့ထိုးပြပြီးတော့သူတို့ကြောက်ပါကျွန်တော်ပြောတယ်လေကျွန်တော်ညံပြောတယ်မြန်မာနိုင်ငံပြည်သူစစ်ဆိုတာတရုတ်လောက်ဆိုတာအမေရိကန်လောက်ဆိုတာဗီယက်နမ်လောက်ဆိုတာမဆိုးပါဘူးပြည်ထနာတိုင်းမှာနိုင်ငံလာတကယ်စင်နာရှင်ရှင်းရှင်းလို့ရတယ်လည်းအများကြီးပဲရှင်းရှင်းလို့ရတယ်အများကြီးရှိပါတယ် တကယ်တော့နိုင်ငံအထုတဲ့လူတွေကတကယ်အရေးကြီးတယ်ဆိုရင်မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းလို့မရတဲ့အကြောင်းမှမရှိဘူး။ဒါမှမဟုတ်ဒီကောင်တွေကအရေးရှင်းလည်းမရှိဘူး။လုတ်ပေးခြင်းနဲ့စေနာလည်းမရှိဘူး။ကိုယ့်နေရာဖျက်ပြရမှလည်းကြောက်တယ်။ကိုမိသားစုအကျိုးစီးပွားပြတ်သွားမှလည်းကြောက်တယ်။အဲ့ဒါနဲ့မြန်မာပြည်သူနဲ့မြန်မာနိုင်ငံကိုချနိုင်နေကြတယ်။ခင်ဗျားတို့ဒီရောက်ပဲကိုမပေးလည်းရမပေးလည်းရဒါပေမဲ့တမိုင်းမှာတော့ခင်ဗျားတို့ဒီအမေဆက်လို့မကြည့်သင့်ဘူးဗျာ။ဒီပုတ်ပြရလုပ်နေတဲ့အစိုးရ မြန်မာနိုင်ငံပြည်စီအောင်လုပ်နေတဲ့အစိုးရမြန်မာပြည်သူတွေမွဲတေကောင်းလုပ်နေတဲ့အစိုးရကိုငါတို့တွေမဲပေးခဲ့ပါလားဆိုတဲ့နောက်တန်းတို့တော့မရသေးချင်ပါဘူးနော်ဟုတ်တယ်အမှန်တော့တချို့ကနားခံခါမှာပါတချို့ကခါပါစီတယ်ကျွန်တော်တို့ပြောနေကျွန်တော်တို့ပြမဟုတ်ဘူးအခုကျွန်တော်တို့ပြောလို့တယ်ကျွန်တော်တို့အညိုကြီးကြီးလုပ်တယ်အညိုထားတယ်လက်ခိုက်တွေအများကြီးခံရတယ်တချို့ကလည်းပဲမြန်မာလူမျိုးတွေကလူမမခံဘူးကြလူမမခံကြဘူးသူတို့ကကိုယ်ထမင်းကိုစားပြီးတော့အေးစေးပဲနေချင်ပါတယ်ဆိုတဲ့လူကလည်းများတာဗျငါတို့ကကံကံကြီးအကျိုးကြောင့်လည်းခံစားရပါဆိုလို့လည်းများတာဗျဗျမှန်နေမှာ အဲ့ဒါကိုအဲ့လိုအကောင်ကြီးကသဘောကျကြိတ်တယ်မြန်မာပြည်သူတွေဟွာတာမျိုးစုံနဲ့တိုက်ပြီးအုပ်ချုပ်တာဘာလို့ဆိုဘာကြောင့်အဲ့လိုပြောနေလဲဆိုကျွန်တော်အကောင်ကြီးနဲ့ဦးမချိကတုံးတည်တယ်အကောင်ကြီးနဲ့ကျွန်တော်နေခဲ့ဘူးတူတယ်မှာတူရမိုးရပါဒီမိုကရေစီပေါ့နော်ဒီမိုကရေစီဒီကနေ့ရပါဒီကနေ့ကိုကတူမကြီးပေါ်လို့ရတယ်တက်ပေါ်လို့ရတယ်အချင်းချင်းမစိကလို့ရတယ်ကျွန်မကဒီကနေ့လည်းတူရတော့ကိုနိုင်ငံနဲ့ကိုကြည့်ကြည့်တော့ ူလေတို့တဲ့တို့တဲ့ကြောင့်ကြီးပွားချမ်းသာမှုတွေကိုစောင့်ကြည့်ပေးနိုင်မယ်လို့မျိုးပြည်သူနဲ့နိုင်ငံကိုစေနာရှိတဲ့လူမျိုးတွေပဲဖြစ်တယ်ပါလေအဲ့လိုမှမဟုတ်နဲ့ကိုပြီးခဲ့တဲ့မဲကိုပြီးခဲ့တဲ့အစိုးရကနိုင်ငံနဲ့ပြည်သူဒုက္ခပင်နေဘူးရောစင်ရမွေးတည်အောင်လုပ်ခဲ့မယ်လုပ်တဲ့အစိုးရဆိုရင်တော့မဲပြီးတဲ့လူတွေကပြည်သူနဲ့နိုင်ငံနဲ့ပြည်သူရဲ့ဒီခံကြ ထားပါတယ်ကျွန်တော်တို့မဲမဲပေးချင်တဲ့လူတွေအချင်းတွေကြည့်ပါအေးမင်းမပေးလိုက်ရတယ်ဆိုရင်မပေးနဲ့ပေါ့အေးမင်းပေးဖို့ပေးရမယ်ဆိုရင်စစ်တပ်နဲ့ကြံခံရေးစစ်တပ်ဘုံမိချလာတဲ့ကောင်တွေနေတဲ့ကြံခံရေးလွယ်လွယ်တန်းတန်းပါတီကိုမဲပေးပေါ့ဒါပဲရှိတယ်ဟုတ်မှာကျွန်တော်ပေးရအောင်မယ်ဆိုရင်ဒါမစိတ်ချပါတို့ရဲ့စစ်တန်ကကွန်ပျူတာနဲ့တောင်းပါလိဒီဂျစ်တန်နည်းနဲ့တောင်းပါအဲ့ဒီဆက်ပြီးဘလော့ကွန်ထရိုးလုပ်ပါမယ်ဘလော့ကွန်ထရိုးလုပ်ပါမယ်အဲ့ဒါလည်းကြည့်ပါနော်ကျွန်တော်တို့တွေကဒါပြောနေမှာအဆုံးမရဘူးအမှတ်ရရင်မပြောဘူး ဒါပေမဲ့နိုင်ငံနဲ့ပြည်သူအတွက်ဆိုရင်တော့ပြောတဲ့နေစကားကိုတော့ပြောရမှာပဲအဲ့လိုပြောဖို့အတွက်ပြောပေးမယ်ဒီကအဖြစ်နဲ့ရှားပါပြီကျွန်တော်ငါးနှစ်တာကာလရောက်လာတယ်တော်လိုက်ကာလတချို့ကလည်းပဲချစ်ကုန်တပန်းကြလို့ခေါ်မှာပေါ့ကျွန်တော်မနေ့ကဆိုရင်ကိုကြီးမကုန်းနိုင်နဲ့ကျွန်တော်စကားပြောဖြစ်တယ်ကျွန်တော်ရမ်းလေးစားတယ်ကိုကြီးမကုန်းနိုင်သူ့အသက်ရွယ်နဲ့တော်တယ်မှာကိုချင်းတီကျွန်တော်တို့ရဲဘော်တွေနဲ့အတူရှိနေတယ်ရမ်းလေးစားပါအခုကျွန်တော်တို့ကျွန်တော်ရဲ့အတွေးခေါ်ပါနော် ဘုန်းကြီးမျိုးကလည်း break call တချို့ကလည်းတော်များထက်ထက်ကြတယ်ပါလဲဆိုတော့ကျွန်တော်တော်လိုင်းမှာ၅နှစ်ကာလလောက်လာတယ်လောက်လာခါမှာပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ကျွန်တော်ရပ်တည်ခဲ့ကြတယ်ပြည်သူတွေ၅နှစ်တာကာလ၅နှစ်လုံးကျွန်တော်တို့တော်လိုင်းကိုအကူအညီပေးခဲ့ကြတယ်ရမ်းလည်းကျေးဇူးတင်တယ်ဘယ်နိုင်ငံမှတောင်းမှုရှိကျွန်တော်ကိုပြောရင်ပြည်သူတွေကတောင်းမှုကျေးဇူးကြောင့်လက်မခံတောင်းကြည့်ပါလေကျွန်တော်ပြည်သူတွေဒီလောက် affinity အချုပ်ချေရစမှုတရုပ်ဆောင်တဲ့ press စစ်တက်ကအောက်မှာကျွန်တော်တို့ပေါ်တင်တဲ့မျိုးတိတိကုန်တသွဲနောက်ကနေတမျိုးကျွန်တော်တို့ထောက်ခံပေးခဲ့ကြတယ် စစ်တပ်အရင်ထောက်ခံတယ်ငွေအရင်ထောက်ခံတယ်ကျွန်တော်တို့မြန်မာပြည်သူတွေသူတို့ပြန်ထိုင်းလို့မလေးရှားမှာလုံနေတယ်ညီလေးညီမလေးတွေသူတို့ရဲ့လောအပ်ခံနေရတဲ့နေရာတွေပေါ့ဒေါ်လာကြီးကိုထည့်ဝင်ပေးကြတယ်ရန်လီစားတောင်းကြည့်တယ်ဗျပြည်သူတွေတောင်းကြည့်တယ်အဲကျွန်တော်တို့2025ကျော်သွားရင်တော့ကျွန်တော်ဒေါ်လာကြီးကိုကိုတူကိုထကိုကတာကိုငွေရှားပြီးတော့ဆက်သွားမယ်ပြည်သူတွေကိုဘုံတော့ဘုံကျွန်တော်တို့မပြေးချင်ပြည်သူတွေမစင်တော့ကျွန်တော်တို့တွေစီဝိုင်းလုပ်ချင်လုပ်မယ်တခြားနေငွေချမ်းရှားမယ် ည်သူတွေအတွက်လုပ်တဲ့အရာတခုပြည်သူတွေကိုတော့လို့ဝန်ဖို့ဖြစ်မှာကျွန်တော်လည်းမလုပ်လားထုတ်တူပဲကျွန်တော်ကိုကွန်မင်းကွန်နိုင်တဲ့ဒါမျိုးတွေပြောပြတယ်ကျွန်တော်တို့တွေအတင်းကျပြည်သူတွေရှင်းနေပြီးတော့ငွေကြေးကောက်ခံတာအတင်းကျလိုက်ပြီးတော့ဟမ်အလုံးတွေထဲကိုပြောတာဒါမျိုးတွေကိုကျွန်တော်ရှောင်ရမယ်နောက်ပိုင်းမှာကျွန်တော်တို့တွေကိုယုံကြည်လို့သူ့အတူလာပြီးတော့အလုံးတွေထဲတဲ့လူကတပိုင်းဒါမျိုးဆိုရင်ရတယ်တချို့ဆိုရင်တကယ်လည်းပဲသူတို့မိသားစုနဲ့သူတို့စောင့်ရင်းနေတဲ့နေရေးအတွက်ခက်နေတဲ့ပြည်သူတွေဆိုရင်ကျွန်တော်တို့တွေပြန်ငင်းညာရမယ်ကျွန်တော်လည်းပြောတယ်ကျွန်တော်ကျွန်တော်လက်မှတ်ပဲရောင်းရောင်းကစားမယ်ပဲရောင်းရောင်းတချို့မေးတယ် မပြေလိုက်မထက်ပါနဲ့မဝယ်ပါနဲ့ကျွန်တော်ညပြောတယ်မဝယ်နဲ့အထက်နဲ့ဘာပြောလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေကပတ်စပ်ကိုလွယ်လွယ်နဲ့ရနိုင်ကြတာမဟုတ်ဘူးဒီနေ့ဒီချိန်ခါမှာစစ်အာဏာရှင်တွေကိုပန်ပုံးနေတဲ့ခရိုနီတွေကိုကျွန်တော်တို့ပြည်သူတွေမချမ်းသာဘူးကျွန်တော်တို့မှာလူသားသားနှစ်ခုပဲရှိတယ်အောက်ခြေလူသားသားနင်းများဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့စစ်အာဏာရှင်နဲ့ပေါင်းပြီးချမ်းသာနေတဲ့ခရိုနီတွေပဲမြန်မာနိုင်ငံမှာချမ်းသာတဲ့ခရိုနီစီးပွားရေးလုပ်ငန်းကောင်းလာဆိုရင်ဒါစစ်အာဏာရှင်နဲ့ပေါင်းနေတယ်လို့ပဲဟုတ်တော့ဒီလောက်ခက်ပြည့်နေတဲ့အချိန်မှာကိုစီးပွားရေးကိုအေးလူလုံးနိုင်နေဆိုတဲ့အခါမှာဒီကောင်တွေမပေါင်းလို့လုံးနိုင်မှာလား ုစုအတောက်ရှိတဲ့လူလည်းရှိတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတကယ်စစ်မှန်တဲ့အုပ်ချုပ်ရေးရန်တရားစနစ်တစ်ခုပေါ်လာတဲ့